ေအော်ရီတိုင်းဒေသကြီးမဦးဝင်မြို့နယ်မလက်တူကျွေးရအုပ်စုမှာဒေသခံအလဲသမား300ကျော်နဲ့ရဲတပ်ဖွဲ့ဝင်တွေကြားဖေဖော်ဝါရီလ26ရက်နေ့ကဖြစ်ပွားခဲ့တဲ့ပရိဘခအတွင်းရဲတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကြောင့်လဲသမား18ယောက်ဒဏ်ရာရရှိခဲ့တယ်လို့လဲသမားတွေဘက်ကတိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့ဝင်တွေဘက်က28ယောက်ဒဏ်ရာရရှိခဲ့ပါတယ်ဒံယာပြင်းထန်တဲ့ရဲတပ်ဖွဲ့ဝင်တအူးကတော့ရန်ကုန်ဆေးရုံကြီးမှာကွယ်လွန်သွားခဲ့ပါတယ်။ AOD တိုင်းဒုတိယရဲတပ်ဖွဲ့မှုရဲမှူးကြီးထွန်းမင်းကတော့ ရဲတပ်ဖွဲ့ကတနက်နေ့ပြစ်ခတ်ပြီးလူစုခွဲရတာဟာအခြေအနေတွေကိုထိမ့်သိမ်းနိုင်အောင်ဥပဒေအရဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့ဖေဖော်ဝါရီလ28ရက်နေ့က RFA ကိုပြောပါရတယ်။တရက်ခီကာဝယ်ကုတံပင်လေးအခုဒီတို့ဒီအေဂျင်စီတန်းထည့်လေမို့အကျန့်ဖက်တဲ့သဘောအဲ့တော့ကျွန်တော်ကာကခုကံပိုင်ခွင့်ရဲ့ကာလဒီဒီအောင်စတင်လှုပ်ရှားရနေပြီးဆုံးတဲ့ဒီကာဝယ်ခုကံပိုင်ခွင့်ရှိရဲ့လို့ ဥပဒေဆိုထားပါတယ်ပုံမှန်ဥဒင်းမှာဆိုထားတယ်တရားနဲ့မှာဆိုထားတယ်ဒီပဲတရားသုံးနဲ့ပတ်သက်ရင်တရား၄တရား၅မှာလည်းဆိုထားပါတယ်ဒါပြည့်မှုဆိုင်ဥပဒေကျွန်တော်တို့ခုနေနေတယ်ဆိုဒီဟာဒီကျွန်တော်တပ်ဖွဲ့ဝင်တွေလှုပ်လိုက်တာဒီလေကာကွယ်ခုခံပိုင်ခွင့်အရာဆိုရင်တော့ right ရှိပါတယ်ခွင့်ရရှိပါတယ်ခုကတို့ပြောမယ်ဆိုရင်တော့ခုနစီတန်းလဲလဲကွဥပဒေအရာဆိုရင်တော့ကျွန်တော်တို့လှုပ်ပိုင်ခွင့်မရှိဘူးဒါနဲ့ကာကွယ်ခုခံပိုင်ခွင့်ရတော့ပုံမှန်တရားအရာလှုပ်ပိုင်ခွင့်ရှိတယ်အဲကျွန်တော်ကျွန်တော်ဥပဒေစကားနဲ့ရှင်းမယ်ဆိုရင်ဟုတ်ကဲ့ပုံမှန်တရားအရာ လူကိုတည်အောင်နာကျင်အောင်ပြုတ်လို့မဆိုရင်အချားကြီးနဲ့ဖြည့်ရှင်းလို့မရဘူးသူအသက်တည်ရတဲ့အခါကွယ်ခုခံမြင်လို့ရှိရဆိုပြုမှုဆိုင်ဥပဒေပုံမှန်တရားနဲ့ဆိုထားပါတယ်အခင်းဖြစ်ပွားမှုကိုမျက်မြင်ကိုတွေ့ကြုံခဲ့ရတဲ့မလက်တို့ကြွေးအောင်အုပ်စုအဒိတ်ရသူမအေးကြိုင်ကတော့ဒီပြိပခါဟာရဲတပ်ဖွဲ့ကစတင်တိုက်ခိုက်မှုကြောင့်ပေါပောက်ခဲ့ရတာလို့ပြောပါတယ်တို့တို့မိန်းကလေးတွေအရှင်းမှထိုင်နေကြတာထိုင်နေကြတဲ့အချိန်မှာတို့တွေကတက်လာကြတဲ့တန်ချက်ကားတွေနဲ့ တန်ကြကလေးနဲ့တစ်ဖွဲတက်လာပြီးတော့အရှိမလူပေါင်းကလုံးအယောက်30လောက်တော့ရှိမှာပေါ့လေကိုစိတ်ခမှာအာသူတို့ကတက်လာပြီးတော့အနောက်ကအဖွဲကဒုက္ကင်ပြီးတော့တတ်တ်မတ်ကိုဟိုကိုရီကိုအနေနဲ့မပြုတ်ဆိုပြီးတော့ကိုရီလည်းမှုမမမနေလိုက်တယ်ပေါ့နော်သူတို့မတက်ရကြည်နေလိုက်တယ်သူတို့လာတဲ့အချိန်လည်းကြာကိုရီကမတက်ရလိုက်တယ်ကြည်နေတဲ့အခါမျိုးလည်းကြက်လည်းကြောက်သူတို့အနောက်ကအဖွဲကတန်ချက်ကဟိုတတကားပါယူလာပြီးတော့ရဲတွေကနေအရင်ဆုံးကျမတို့မိန်းကလေးတွေကိုအရင်တွန်းချတယ်အပေါ်နဲ့စီးပြီးရိုက်တဲ့အခါမျိုးမှာ နောက်ကယောက်ျားလေးတွေကနေမိန်းကလေးတွေခံမှန်းပြီးတော့ဝိုင်းပြီးတော့ခုခံတာပါအခုအငင်းပွားနေတဲ့လယ်မြေတွေဟာလယ်သမားတွေပိုင်ဆိုင်တဲ့လယ်မြေတွေသာဖြစ်ပြီးအော့ချက်ကုမ္ပဏီကတည်ယူထားတာဖြစ်ပြီးရဲတပ်ဖွဲ့တွေကအမျိုးသမီးတွေကိုစတင်ရိုက်နှက်လို့အမျိုးသားတွေကပြန်လည်တိုက်ခိုက်ရတာကပြဿနာစတင်ခဲ့တာဖြစ်တယ်လို့ကွန်တိုင်းလေးရွာသားလယ်သမားကိုအောင်ကျော်ကအခုလိုပြောပါတယ်လယ်သမားတွေပိုင်ဆိုင်ထားတဲ့ဟာကိုသူတို့ကနေအတင်းသိမ်းထားတာပဲရှိဒေါက်တာအဲ့ တော်တော်များဆိုင်သိနေတာအဲသူတို့ကကျွန်တော်တို့ကနေပြီးတော့ငင်းသက်စွာနေပါတယ်ဒါပေမဲ့သူတို့ကနေတော့ကျွန်တော်တို့ချင်းချောက်နေတာပဲလို့ကျွန်တော်ထင်တယ်ဒါပေမဲ့သူတို့ကတနက်တည်းနဲ့လဲဝိုင်းထားတယ်နောက်တော့ကြီကာတွေနဲ့လဲတက်လာပြီးတော့ကျွန်တော်တို့စတဲ့အဖြစ်မင်းကလေးတယောက်ကိုရိုက်လိုက်ပါတယ်ရိုက်လိုက်တဲ့ခါမှာမင်းကလေးဟိုက်ရနေခေါင်းကွဲသွားပြီးတော့သူ့ထွက်လာတဲ့ခါကျတော့ကျွန်တော်တို့ယောက်ျားလေးတွေကနေပြီးတော့မနေနိုင်တော့ပြန်ခုခါကပါတယ်ခုလက်ရှိမှာတော့လယ်သမားတွေတောင်းဆိုနေတဲ့လမ်းမြေတွေဟာ ကုမ္ပဏီပိုင်မြေတွေဖြစ်ပြီးငောင်းမွေးမြူရေးကန်တွေဖြစ်ပြုလုပ်ထားတယ်လို့ခရိုင်အုပ်ချုပ်ရေးမှုဖြစ်တဲ့ဦးရေးတောင်းကပြောပါတယ်။ဟုတ်တဘာဝနီးနဲ့သူကမူးထားတာ။နော်၊ညာသားညာတောင်းပညာရှိတဲ့ဒါတဘာဝနီးနဲ့တဘာဝပုံဝင်ကြည့်ကိုမပြည့်စည်တဲ့ဒီနဲ့ပေါ့နော်။မူးထားတာကသူကပြီးကုမ္ပဏီလူဝဲရှိနေမေးပေါ့။ကုမ္ပဏီကောက်ရေးသူကပြောရှိကုမ္ပဏီအဲ့လိုမူးထားတယ်။တဘာဝနီးနဲ့ငှက်တယ်လည်းရှိတယ်။ဒါကနောက်တစ်ချိန်မှာသူကတဘာဝအခြေခံနဲ့မေးကြည့်လိုက်ပေါ့။နော်၊တူရီဇင်လုပ်ငန်းလုပ်ဖို့ဖန်တီးတာပါ။ ဒေသခံလယ်သမားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကြားသွေးထွက်တန်ယူပြိပဖြစ်ခဲ့တဲ့မလက်တို့ကြွေးရမှာတော့လောလောဆယ်ပုံမှ144ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ဒီတော့တွင်ရန်ကုန်မြို့အခြေစိုက်ရှင်းနေများကွန်ရက်ကဒီပရိပခနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်ကြောင်းလွှတ်တော်ကအနေအမြန်ဆုံးဖြေရှင်းပေးဖို့လိုအပ်ကြောင်းဖေဖော်ဝါရီလ28ရက်နေ့ကကြေညာတဲ့တစောင်းထုတ်ပြန်တောင်းဆိုထားပါရခင်ဗျာ။